ရာသီဥတုရန်ဆိုးွားတဲ့ညညမှာဒွန်လို့အမိရသူဟာနောက်နေမနက်မှာကောလိပ်ကို ရောက်နေဖို့လိုအပ်တယ်လို့ဆိုကတပည့်တွေကအန်ရဲ့အရန်များတယ်လို့တားနေတဲ့ကြားကညာကြီးမင်းကြီးကားနဲ့ထွက်လာခဲ့ပါလိမ့်အန်ရဲ့များလို့ဒရိုင်ဘာကိုမလိုက်ပါစေပဲသူတဦးတည်းကားမောင်းထွက်လာခဲ့ရင်ចောင်းသားဘဝကိုပြန်လွှမ်းနေမိခဲ့ပါလိမ့်သူတို့လည်းကောလိပ်ဆိုတာအများနည်းတူလှပတဲ့အမှတ်တရတွေရှိခဲ့ဘူးတဲ့နေရာတစ်ခုပါပဲကောလိပ်ចောင်းကိုတွေးမိရင် သူသတိရမိတာက တငယ်ချင်းတွေအချစ်အကြောင်းတွေနဲ့နောက်တစ်ခုကဆရာဘူမီအကြောင်းပဲဖြစ်ပါလေသူဘဝအကြောင်းကိုပြန်စဉ်းစားရင်တော့ဖခင်ဖြစ်သူရဲ့ရုပ်ပုံကိုပဲထင်ထင်ရှားရှားကြီးမြင်ယောင်မိတာပါအများကပြောကြတာကတော့အဖေဆိုတာသမီးတွေရဲ့အချစ်ဦးဖြစ်ပြီးသားတွေအတွက်ဆိုရင်တော့ပထမဆုံးသူရဲ့ကောင်းဖြစ်ပါတယ်ဒါမဲ့ဒွန်အတွက်တော့မဟုတ်ခဲ့ပါဘူးသူအတွက်တော့အဖေဟာထူးခြားတဲ့ပထမဆုံးသောဗီလိန်တစ်ယောက်ဖြစ်ခဲ့တာပါ ကာနေဆိုတာတာသမီပေါ်ရင်ထဲကအချစ်တွေကိုထုံမပြတတ်တဲ့အဖေတယောက်ဖြစ်ပြီးတော့တားပြည့်သူဒွန်ကိုတင်းကျပ်တဲ့စီကံတတ်မှတ်ချက်တွေနဲ့ထိန်းចောင်းခဲ့တာပါဒွန်ပေါ်အလျှော်ပေးချော့မြူတာတွေလည်းတခါမှမရှိခဲ့ပဲငိုရင်တော့မှကိုမျက်ရည်ကိုတုတ်ပြီးချက်ချင်းတိတ်ပေးရပါလိမ့်မဟုတ်ရင်တော့ပေပေနေနေကြီးအယိုက်ခံရပါပါကျောင်းပညာရေးဘက်မှာလဲစားကိုအတင်းဖိစူးစားခိုင်းခဲ့ပြီးဒွန်ဖျားနာရင်တော့တားကိုစိတ်မပူပဲကျောင်းပြတ်မှာကိုပဲစိတ်ပူနေတတ်တဲ့သူဖြစ်ပါလိမ့် ကလေးတဘာဝအတိုင်းလိုဂျင်နာရီရှိလို့ပူဇာရင်လဲတခါမှကိုမရခဲ့ဘူးပါဘူးတကယ်မှာတော့ဒွန်ဟာဖားငယ်စပိန်ကိုယူစည်းခဲ့ပြီးတော့စပိန်မှောက်တဲ့ခါမှာတော့ကာနီယာစိုးရင်တကြီးနဲ့ပြေးလာပါလေဒွန်စီကိုလာတာမဟုတ်ပဲသူ့စပိန်ကိုပြေးထူခဲ့တာပါကာနီယာဒီလိုစီကန်းတင်းကျပ်ပြီးတော့လုံးဝမျက်နှာသာမပေးဘဲထားခဲ့ပေမဲ့ဒွန်ကတော့သူ့မျောလင်ထားတဲ့ပုံစံနဲ့စန့်ကျင်ဘက်ဖြစ်နေခဲ့သူပါသူဟာထမ်းမြက်ပေမဲ့စိုးသွမ်းတဲ့သူဖြစ်ပြီး ចောင်းសាមកတော့အလိုညံ့ပါလေဒွန်ရဲ့အမှတ်တွေရန်ဆိုးရွားလာတဲ့ခါဖခင်ကအပြစ်ပေးတဲ့အနေနဲ့သူ့ခေါင်းကို တုံးပြပြီးတငယ်ချင်းတွေကြားမှာအဆက်ရစီပါလေဒီလိုအပြစ်ပေးလိုက်လို့ဒွန်ဘက်ကစာကိုပိုကြိုးစားလာသလားဆိုတော့ नो ပါပဲစာကြိုးစားမဲ့စာသူရရှိခဲ့တဲ့အမှတ်0ရဲ့ရှေ့မှာရှစ်တလုံးကောက်ရေးလိုက်ပြီးတရာမှာအမှတ်80ရတယ်ဆိုပြီးတော့ဖခင်ကိုပြန်ပြခဲ့တာဖြစ်ပါလေ။ ဒါမဲ့အမှတ်ကောင်းကိုမြင်ရတဲ့ကာနေဟာဒုံကိုချီးကျူးစကားမပြောတဲ့ပြင်နောက်တခါဆိုရင်အမှတ်80ကြော်အောင်လှုပ်လာခဲ့ဆိုပြီးဖိအားထပ်ပေးလိုက်တာပါဒုံဟာသူ့လက်ကိုအကျိုးခံကစာမေးပွဲမဖြေရအောင်ကြိုးစားခဲ့ပေမဲ့သူဖခင်ကတော့လက်ကျိုးလဲအလုံးမပေးပဲစာမေးပွဲခန်းအထိကိုတွားပို့ပေးခဲ့ပါလိမ့်ဒီလိုနဲ့ဒုံဟာနီလန်းမျိုးမျိုးနဲ့ရာမတ်တွေကိုလိန်လေကတနေ့ပြီးတနေ့ဖြတ်ကျော်လာခဲ့ရင်နောက်ဆုံးမှာတော့ကောလိပ်ចောင်းတက်ချိန်ကိုရောက်ရှိလာခဲ့ပါပြီ ဒါမဲ့ဘယ်ကောလိပ်ကိုတက်ရမယ်မသိပဲရောင်ဝါဝါဖြစ်နေခဲ့ပြီနောက်ဆုံးမှာတော့လွယ်ကူမယ်လို့ထင်ရတဲ့အမှုပညာပိုင်းဆိုင်ရာကောလိပ်တက်ဖို့အတွက်ရွေးချယ်လိုက်ပါတယ်ဒါမဲ့သူ့ရဲ့အမှတ်လိမ်ခဲ့တဲ့ကောင်းကျိုးကြောင့်ဖခင်ဖြစ်သူကဒွန်ကိုအင်ဂျင်နီယာအကြောင်းတက်စီဖို့ရည်မှန်းချက်ထားထားတာပါဒီအတွက်လည်းအတော်များတဲ့ကျောင်းဝင်ကြီးငွေတွေကိုရှာဖွေချီးငှားပေးခဲ့တာကြောင့်နောက်ဆုံးဒွန်လည်းအင်ဂျင်နီယာကောလိပ်ကိုပဲတက်ခဲ့ရပါတော့တယ် ဒွန်ရဲဖားခင်ရွေးချယ်ပေးခဲ့တဲ့ကောလိပ်ကျောင်းဟာနိုင်ငံထိပ်တန်းမှာရှိတဲ့နာမည်ကြီးကောလိပ်တစ်ခုဖြစ်ပြီးစီကံလည်းအလွန်တရာတင်းကျပ်တာဖြစ်ပါလေ။အဲဒီကျောင်းမှာဂျင်းပေါင်းမီမဝေရဖုံးမတုံးရကျောင်းသားချင်းချင်းရီးစားမထားရစတဲ့မစီမဆိုင်အချက်တွေကစတင်းတင်းကျပ်ကျပ်ကိုပိတ်ပင်ထားတာဖြစ်ပါလေ။အစိုးဆုံးဆရာကတော့ဘူမီပဲဖြစ်ပြီးသူချမှတ်ထားတဲ့စီကံချက်တွေကိုဘယ်ကျောင်းသားကမှမချိုးဖောက်ရဲကြပါဘူး။အေးဒုံကလွှဲရင်ပေါ့။ ဒုံကတော့ငယ်စဉ်ကလေးကတင်းကျပ်စွာဖိနှိပ်ခံမှုတွေကိုခံခဲ့ရတာကြောင့်စီကံတွေကိုကိုယ်ပတ်ရှောင်ရှားတဲ့ဤပညာတွေကိုလည်းလွန်စွာကျွမ်းနေသူပါ။ဒါကြောင့်သူ့ရဲ့ကောလိပ်ကျောင်းသားဘဝဟာတခြားသူတွေနှီးတူပဲပျော်ရွှင်စွာနဲ့ရှိနေခဲ့ပါလိမ့်။ထုံးစံတိုင်းဆောင်မေးပွဲရလဒ်တွေကိုလည်းကျောင်းကိုတပတ်ရိုက်ကသူ့ဖခင်စီကိုလိန်လေထားတဲ့အမှတ်တွေပဲလစဉ်ပြသခဲ့ပါလိမ့်။သူကတော့ကြောင်းပြီးတဲ့အထိဒီတိုင်းပဲတာတာရရာနေသွားဖို့အတွက်စိတ်ကူးကျင်ထားခဲ့တာပါ။ ါပေမဲ့တရက်မှာတော့တငယ်ချင်းဖြစ်သူဟာကျောင်းမှာရီးစားထားတာကိုဆရာဘူမီကဖမ်းမိသွားခဲ့ပြီသူတို့ကအမျိုးမျိုးတောင်းပန်စကားပြောခဲ့ပေမဲ့နောက်ဆုံးမှာတော့ကြောင်ထုတ်ပစ်လိုက်တာပါပဲကြောင်ထုတ်ခံလိုက်ရတဲ့တငယ်ချင်းတွေကိုကြည့်ပြီးတော့ဒုံလဲမနေတာတော့ပဲဆရာဘူမီကိုကောလိတ်ထဲကထွက်သွားအောင်ကြံစီပါတော့တယ်သူဟာညာပိုင်းလူလဲချိန်မှာဘူမီရဲ့ကွန်ပျူတာကိုခိုးဖွင့်ပြီးရုရှားကြောင်တစ်ခုမှအလုံလျှောက်လွှာတင်ပေးခဲ့ပြီးတော့ဒါဟာဘူမီအတွက်လည်းအခွင့်အလမ်းကောင်းတစ်ခုဖြစ်နေခဲ့တာကြောင့် ကြောင်တောင်တောင်နဲ့ပဲရုရှားကိုသွားရပါတော့တယ်။အဲဒီနောက်ပိုင်းမှာတော့ဆရာဘူမီမရှိတော့တဲ့သူတို့ရဲ့ကောလိပ်ကြီးဟာအလွန်တရာလွတ်လပ်တဲ့ဘုံဗိမ္မာန် ဖြစ်သွားခဲ့ရပြီးကျောင်းသားသူကြီးကလည်းဒုံကိုဂိုင်းချုပ်ကြီးဖြစ်နေတင်မြှောက်လိုက်ကြပါတော့တယ်။ဒီလိုနဲ့တိတ်မကြခင်မှာနှစ်သစ်တစ်ခုအစပြန်ပြုတ်ခဲ့ပြီးကောလိပ်ကိုကျောင်းသားအစ်စ်တွေရောက်လာကြပါတယ်။လူသစ်တွေကိုကျောင်းသားဟောင်းတွေကပညာပြတတ်ကြပြီးအားလုံးကငြိမ်ခံနေကြပြီမဲ့အန်ကူလိုအမိရတဲ့မိန်းကလေးကတော့ ကျောင်းသူတအုပ်ကိုရီးတက်တက်လှုပ်နေတဲ့ကျောင်းသားဟောင်းကြီးကိုမကြောက်မလန့်နဲ့ပါချပစ်လိုက်ပါလေ။အဲဒီကစားပြီးသူမတို့နှစ်ဦးရင်းနှီးသွားကြပြီးတော့အဲဒီမိန်းကလေးကဒီကျောင်းကိုသူမလာတက်ရတဲ့အကြောင်းကဒုံလုံးအမိရတဲ့နာမည်ကြီးပြီးတတ်တီကောင်းတဲ့လူတစ်ယောက်ဒီကျောင်းမှာရှိနေလို့ပဲဆိုပြီးတော့ပြောလိုက်ပါလေ။မကြခင်မှာပဲသူမတို့နှစ်ဦးနဲ့ဒုံတို့မျက်နှာချင်းဆိုင်စုံမိခဲ့ကြပြီးအန်ကူးကတော့ဒုံကိုမြင်လာနဲ့ ဒါလားနာမည်ကြီးတတ်တီကောင်းတဲ့ចောင်းသားကြီးဆိုတာဆိုပြီးတော့လှောင်ပါတော့တယ်အမှန်တော့ဒွန်နဲ့အန်ကူတို့ဟာဇလန်းဟောင်းနေရှိခဲ့ကြဘူးပြီးဇက်သိမ်းမလာခဲ့ကြသူတွေဖြစ်ပါတယ်ဒွန်ထက်တန်းចောင်းသားဘဝတော်ကစာမရလို့အပြစ်ပေးခံရပြီးចောင်းကန်းအပြစ်မှာထွက်နေရစဉ်ចောင်းသူအစ်တလေးဖြစ်တဲ့အန်ကူနဲ့စတင်ဆုံတွေ့ခဲ့ရပါတယ်အရင်နေ့ကစပြီးတော့ဒွန်ဟာသူမကိုပိုးပန်းခဲ့ပေမဲ့ သူ့ရဲ့အပိုးမချိုးတဲ့ပြောင်ဆက်ဆက်အမူအရာတွေကိုအန်ကူးကလုံးဝမနစ်သက်ခဲ့ပါဘူး။တကယ်မှာတော့အန်ကူးနေမကောင်းတာကြောင့်ចောင်းစာလိုက်မမီဖြစ်နေတာကိုဒွန်သိလိုက်ရချိန်မှာစာမေးပွဲကြမှာစိတ်ပူပြီးသူကျွမ်းကျင်တဲ့နီးနဲ့အမှတ်လိမ်မှုအတွက်စူးစမ်းပေးပါလိမ့်။ဒါပေမဲ့ကောင်မလေးရှိမှဟီးရိုးလုတ်ချင်စိတ်များသွားပြီးတော့အနောက်ကရက်ကြည့်နေတဲ့ဆရာကိုမမြင်လိုက်ပါဘူး။ ဆရာကသူ့ကိုကြိမ်လုံးစာကြွေးခဲ့ပြီးတော့အန်ကူးလဲသူမကြောင့်ဒွန်အရိုက်ခံလိုက်ရတာကိုဂယုနာတတ်သွားခဲ့မိပါလိမ့်အဲ့ဒီချိန်ကစပြီးတော့သူတို့ရဲ့ဆက်ဆံရေးကလည်းကောင်းမွန်တိုးတက်လာခဲ့ပြီးချစ်သူလမ်းကြားကိုရောက်ခါနီးထိပြစ်လာခဲ့ပါပြီတဲမှာတော့အန်ကူးဘက်ကဒွန်ကိုချစ်တဲ့အကြောင်းကိုအရင်ဖွင့်ပြောခဲ့ပြီးဒွန်လဲသူ့အချစ်တွေကိုဝန်ခံမှုပြင်နေစင်မှာရုတ်တရက်သူ့ဖခင်ရောက်လာတာကြောင့်ဒွန်လဲတငယ်ချင်းလေးပါပဲလို့ပြောလိုက်ရပါတော့တယ် ါပေမဲ့ကာနေကဒီလောက်နဲ့မပြီးပဲအန်ကူရဲ့ဖားခင်စီကိုသွားကခမရဲ့သမီးကကျုပ်သားကိုချစ်တယ်လို့လာပြောနေလေကျုပ်သားကတော့သူ့ကိုတငယ်ချင်းလိုပဲသဘောထားတာဒါကြောင့်နောက်ထပ်ကျုပ်သားရဲ့ចောင်းပညာရေးကိုအနောက်ရှာမပြီးပါနဲ့လို့ပြောတော့တာပါအန်ကူရဲ့ဖားခင်ကိုတိုင်လည်းဒီလိုအပြောခံရတာကြောင့်အဆက်လဲရသိတ်ခါလဲကြဖြစ်ခဲ့ရပြီ သူမကိုအဲ့ဒီចောင်းကထုတ်ပြလိုက်ကအချားမျိုးကိုပါပြောင်းရွှေ့သွားပါတော့လေအန်ကူလည်းဖြစ်ပျက်တွေအားလုံးအတွက်ဝမ်းနေခဲ့ရသလို့ ူမပို့ပြီးကြေကွဲခဲ့ရတာကတွန်ရဲ့ဗဇက်ကတငယ်ချင်းပါပဲလို့ပြောလိုက်တာကိုပါပဲပြစ်ဆုံးပံကာလာကိုပြန်ရောက်လာပြီးတရက်မှာဘူမီဟာသူ့ရဲ့မှတ်စုမှာရေးချစ်ထားတာတွေကိုမြင်လိုက်ပြီးတော့ဒါဟာသူ့ကွန်ပျူတာပတ်စဝတ်ကိုခံမှန်းရေးသားထားတာပဲဆိုတာကိုချက်ချင်းရိပ်မိလိုက်ပါတယ်တဆတ်ထဲမှာပဲသူ့ကိုရုရှားရောက်စီခဲ့တာဟာចောင်းသားတဦးရဲ့လက်ချက်ပဲဆိုတာကိုနားလည်လိုက်ပြီးလက်တုံးပြန်မှုအတွက်ချက်ချင်းပဲအိန္ဒိယကိုပြန်လာခဲ့ပါတော့တယ် အဲ့ဒီနောက်မှာဆရာအားလုံးကမှတ်စုတွေကလက်ရည်နဲ့ကျောင်းသားလက်ရည်တွေကိုတိုက်ဆိုင်ဆစ်ဆေးခဲ့ပြီးတရက်ခန်းကိုအပူတစ်ပြင်းရှာဖွေပါတော့တယ်။ဒိတ်မကြခင်ချိန်မှာတော့တရက်ခန်းဟာဒွန်ပဲဆိုတာကိုသိသွားခဲ့ရပါပြီ။တပတ်မှာဒွန်ကတော့အန်ကူးကိုတချင်းတီဆိုကခုံကပြန်ချော့နေခဲ့ပြီးအဲ့ဒီချိန်မှာပဲကျောင်းသားတူးကအန်ကူးကို လာနှောက်ရှက်တာကြောင့်ဒွန်လည်းလက်စွမ်းဝင်ပြရပါတယ်။ဒါပေမဲ့ထိုးချိတ်ပွဲမပြီးသေးခင်မှာဆရာဘူမီအဲ့နေရာကိုလိုက်လာခဲ့ပြီး သူကပွင့်ပွင့်လင်းလင်းပဲမင်းမဟုတ်လားငါ့ကိုရုရှားနိုင်ငံပို့လိုက်တာလို့မေးခဲ့ပြီးဒွန်လဲအကြောင်းလည်းမရှိဟုတ်ပါတယ်လို့ဝန်ခံလိုက်ပါတယ်ဒါပြင်ဒီလိုတွေထပ်မဖြစ်ချင်ရင်ကျွန်တော်လည်းထိတ်တိုက်မတိုးချင်ပါနဲ့လို့ပြောခဲ့ပေမဲ့ဘူမီလိုလူကဒီလိုစိန်ခေါ်မှုကိုမှနှစ်သက်သူဖြစ်နေလေတော့သူတို့နှစ်ဦးရဲ့စီးချင်းထိုးပွဲလဲအဲ့ဒီမှာအစပြုပါတော့တယ်နောက်နေ့မှာဒွန်ရဲ့ဖခင်ကိုခေါ်ပြီးတွေ့ဆုံပြီးဒွန်ကလည်းလူတယောက်ကိုငှားကဆရာဖြစ်တဲ့ဟန်ဆောင်တွေ့ဆုံစေလိုက်ပါတယ် အဲ့ဒီဆရာအတုကဒွန်ကအရန်ထူးချွန်ထက်မြက်ကြောင်းတွေသူ့ဖခင်ကိုပြောခဲ့ပြီးတစ်ချိန်တည်းမှာပဲဒွန်နဲ့တငယ်ချင်းတွေကလည်းဘူမီယာကောလိပ်ကျောင်းအုပ်ကြီးဖြစ်ခွင့်ရဖို့အတွက်ကျောင်းသားမိဘတွေနဲ့တွေ့ဆုံကဆွေးနွေးနေတယ်ဆိုပြီးတရင်လွှင့်ကြပါလိမ့်အဲ့ဒီခါမှာဆရာဘူမီကိုလက်ရှိကျောင်းအုပ်ကြီးကအထင်းလွဲသွားပြီးတော့ဘူမီကိုကျောင်းသားမိဘတွေခေါ်ယူခွင့်ပိတ်ပစ်လိုက်ပါတော့တယ်ဒွန်ကတော့အန်ကူးကိုဆက်ချော့နေရဆဲပဲဖြစ်ပြီးသူမကတော့လုံးဝစိတ်မပြေသေးပါဘူး အန်ကူရဲ့တငယ်ချင်းကိုအကူအညီတောင်းရမှာတော့အတိတ်ကပြဿနာကြောင့်အန်ကူနဲ့သူမရဲ့ဖခင်တို့ဟာခုချိန်ထိနားလည်မှုမရသေးကြောင်းသိလိုက်ရပါလိမ့်။ဒုံရဲ့ဖခင်ရန်သွားတွေ့ခဲ့တဲ့နေ့ကစလို့အန်ကူတို့တားဖဟာအရင်လိုရင်းရင်းနှီးနှီးမရှိကြတော့တာပါ။ဒီခါမှာညံကြီးရှင်ဒုံဟာအကြံတစ်ခုရသွားပြီးတော့ဗီဒီယိုအပိုင်းတိုလေးတစ်ခု ဖန်တီးကရုပ်ရှင်ပြီးချိန်မှာဖြန့်ပြလိုက်ပါလိမ့်။ အဲ့ဒီထဲမှာတော့အန်ကူတို့သားဖားရဲ့အတိတ်ကအမှတ်တရပုံလေးတွေထည့်ထားတာပဲဖြစ်ပြီးတစ်ချိန်ကအရန်ချစ်ခဲ့ကြတဲ့ပုံလေးတွေကိုပြန်မြင်ရတဲ့အခါသူမတို့သားဖားလည်းနားလည်မှုတွေပြန်လည်ပြီးတော့ရရှိသွားခဲ့ကြပါလိမ့်အဲ့ဒီနောက်ဗီဒီယိုကိုဖန်တီးခဲ့သူဟာဒွန်ပဲဆိုတာကိုသိလိုက်ရပြီးသူမလည်းဒွန်ကိုအရင်ကအပြစ်တွေကိုခွင့်လွှတ်ပေးခဲ့ကပြန်လည်ရင်းနှီးလာခဲ့ကြပါတော့တယ်ဒါပေမဲ့တရက်မှာတော့ထိမှန်မထားပဲဘူမီကသူတို့နှစ်ဦးရဲ့ဆက်ဆံရေးအခြေအနေကိုတည်သွားခဲ့ပါလေ ဘူမီယာရုပ်ရှင်ဟိုမှာကလေးကဒွန်တို့အတွဲကိုအကဲခတ်နေခဲ့တာဖြစ်ပြီးသူတို့နောက်ကိုလိုက်ကဇုံတွဲဓာတ်ပုံမှာရိုက်ယူထားပြီးတော့တတ်သေးဖြစ်အသုံးပြုခဲ့ပါလိမ့်တတ်သေးတွေအားလုံးခိုင်မာနေတာကြောင့်အန်ကူးကအပြစ်ကိုဝန်ခံခဲ့ပေမဲ့ဒွန်ကတော့အန်ကူးဟာတငယ်ချင်းလေးပါပဲဆိုပြီးတော့ထပ်ပြောလိုက်ပြန်ပါလိမ့်ဒီလိုပြောလိုက်ရခြင်းကအန်ကူးကြောင်းထုတ်မခံရစေဖို့နဲ့ဘူမီကိုလည်းသူပြန်လဲထိုးနှက်မဲ့အကြံစီရှိနေတာကြောင့်ပါ အရင်နောက်မှာတော့ဒုံဟာចောင်းသားအားလုံးနဲ့တိုင်ပင်ပြီးဘူမိကိုဆန္ဒပြခဲ့ကြကာဒိမကြခင်မှာအဲ့ဒီပြဿနာကြီးဟာဩက္ကဋ္ဌကြီးစီကိုရောက်သွားပါတော့တယ်ဒုံကဘူမိနဲ့ចောင်းဆရာမတအူးတို့ရဲ့ဇုံတွဲတပ်ပုံကိုဩက္ကဋ္ဌကြီးစီတင်ပြခဲ့ပြီးဘူမိကတော့အဲ့ဒါဟာ AI နဲ့ပြင်ထားတဲ့ပုံပါလို့ပြောခဲ့ပါတယ်ဒီခါမှာဒုံကဒါဆိုရင်ကျွန်တော်တပ်ပုံလည်းအစ်စ်မဟုတ်ဘူးလောက်ကြံထားတာပါလို့ပြောလိုက်တဲ့အပြင်သူဟာကောလိပ်အတွက်တရားမျှတမှုတွေတောင်းခံနေတာကြောင့် ဘူမိကကြောင်းထုပ်ပြည့်ရှင်တွေရဲ့အကြောင်းနဲ့ဘူမိချမှတ်ထားတဲ့တင်းကျပ်လွန်းတဲ့စီကံတွေကြောင့်ကျောင်းသားတွေစိတ်ဖိစီးမှုတွေများပြားပြီးပညာရေးထိခိုက်ကြကြောင်းဒါရီယာရေးရှိမှာကျောင်းရဲ့ဂုံတိတ်ခါကို ထိခိုက်လာနိုင်ကြောင်းတတိတန်းကြီးပြောပါတော့လေသူရဲ့စကားတွေကဩဂရကြီးကိုကောင်းကောင်းစီယုံလိုက်နိုင်ပြီးဘူမိနဲ့ဆရာတွေအားလုံးကိုကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကိုလိုက်လျောဖို့ညွှန်ကြားလိုက်ပါတယ်ဒွန်းရဲ့ចောင်းသားတို့ကြီးဟာသူတို့ရဲ့အောင်မြင်မှုကြီးအတွက်အကြီးအကျယ်အောင်ပွဲခံနေကြပြီး တိတ်မကြခင်မှာပဲပြဿနာထပ်တက်ပါတော့တယ်။ကာနီယာဆရာအဖြစ်ဟန်ဆောင်ခဲ့သူနဲ့အပြင်မှာမတော်တဆဆုံတွေ့ကဒွန်သူကိုတပတ်ရိုက်လိုက်တာကိုတီသွားတာပဲဖြစ်ပြီးသူဟာဒေါသတကြီးနဲ့ကောလိပ်ကြောင်းအထိကိုလိုက်လာခဲ့တာဖြစ်ပါလေ။ရောက်လာတာနဲ့အားလုံးရဲ့အရှိမဒွန်ကိုပါရီကြီးလှင့်ရိုက်ချနေပြီးပြဿနာပြီးသွားတဲ့ချိန်မှာတော့ဒွန်လည်းအိမ်ကိုမပြန်ကျင်တော့တာကြောင့်မိတ်ဆွေတအူးစီမှာတွားနေခဲ့ပါလေအဲ့ဒီမိတ်ဆွေကကင်မရာမန်တအူးဖြစ်ပြီးတော့ ဒုံကိုလည်းသူ့ရဲ့ရိုက်ကွင်းစီကိုခေါ်သွားခဲ့ပါလေ။တိုက်ဆိုင်စွာပဲရိုက်ကူးမဲ့ခန်းကလည်းဖခင်ကသားဖြစ်သူကိုပညာရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဆုံးမတဲ့ခန်းဖြစ်ကဇလန်းရသားဖြစ်သူကလည်းဖခင်ရဲ့ဇကားတွေကို ကောင်းမြိတ်လက်ခံရတာပါ။ဒါပေမဲ့ဘဝခံစားချက်တွေနဲ့ထပ်တူကြနေတဲ့ဒုံကတော့ဒေါသတကြီးဝင်ရောက်သွားကအတိတ်ပဲမရှိတဲ့ဇက်ဝင်ကန်းပဲ dialogue တွေကညံပြင်းပြီးအပေါ်သားဆန်နေဆိုပြီးတော့ပြောလိုက်ပါတော့တယ်။ဒါရိုက်တာကလည်းအပြစ်ပြောရတာကလွဲပါတယ်။ ဇက်ဝင်ကန်တပုတ်ရေးရတာကတော့ထင်တော့မလွယ်ဘူးမင်းရေးတတ်လို့လားဆိုပြီးတော့ပြန်ပြောပါလေဒါရိုက်တာကသူ့ကိုထင်သေးပြီးပြောတာဖြစ်ပေမဲ့ဒွန်ကတော့တကယ်ကြီးဇက်ညွန်းကိုယူကပြင်ရေးပါတော့တယ်အဲနောက်သူ့ဇက်ညွန်းကိုသူ့ကိုယ်တိုင်ဒါရိုက်တာလောက်ကရိုက်ကူးခဲ့ပြီးသူ့ရဲ့ဇလန်းမှာတော့တားဖြစ်သူကဖခင်ကိုငါးရကောင်ကိုတမင်နဲ့အပြေးပြိုင်ခိုင်းရင်တော့တဘာဝမကြနိုင်ဘူးဖေလူတိုင်းမှာမတူညီတဲ့ရေချင်းတွေရှိနေကြတယ်မိဘတွေကသူတို့ဖြစ်စေချင်တာကိုတားသမီးတွေကိုလှုပ်ခိုင်းရမှာမဟုတ်ဘူး ။သားသမီးတွေဖြစ်ချင်တာကိုမိဘတွေကပံ့ပိုးပေးရမှာ။ဒါမှလူငယ်လေးတွေရဲ့ဘဝအောင်မြင်လာမှာပေါ့ဆိုပြီးပြန်ပြောလိုက်တာဖြစ်ပါလေ။တွင်ရေးထားတဲ့ dialogue တွေဟာဝိုင်းကြည့်နေကြတဲ့ပရိသတ်တွေအားလုံးရဲ့ရင်ထဲကိုရောက်သွားခဲ့ပြီးလက်ခုပ်လက်ဝါးတီးကအားပေးခဲ့ကြပါတော့လေ။လူငယ်တစ်ယောက်ကဆောင်းဝဲမိုက်တွေကအဲ့စကားတွေကိုမှတ်သွားပြီးတော့ငါဖေကိုသွားပြန်ပြောဦးမယ်ဆိုပြီးတော့လာပြောသေးတာပါ။ဒွန်ကိုတိုင်းလဲသူ့ရဲ့လက်ရာကိုကျန်တဲ့အားရစွာခံစားရတဲ့ပြင် ူ့ရဲ့ရင်တွင်းကတကယ်ဝါသနာဟာဒါရိုက်တာအလုပ်ပဲဆိုတာကိုလည်းဒီနေ့မှသိလိုက်ရတာပါပဲတိုင်ဆိုင်သွားပဲရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီတစ်ခုကဇက်လန်တို့ပြိုင်ပွဲပြုလုပ်တဲ့ကြော်ညာဆိုင်းပုတ်ကိုမြင်တွေ့ခဲ့ရပြီးရွေးချယ်ခံရသူဟာသူတို့ကုမ္ပဏီမှာဒါရိုက်တာလုပ်ခွင့်ရမှာဖြစ်ပါလိမ့်ဒါဟာဒွန်အတွက်ရွှေရောင်အခွင့်အရေးဖြစ်နေပြီးသူလဲတတ်တိတွေစူးစီးကဖာကင်စီမှာအင်ဂျင်နီယာမဖြစ်ချင်ကြောင်းနဲ့သူဟာဇက်ညွှန်းရေးတာဝါသနာပါပြီးကိုယ်တိုင်ရိုက်ကူးတဲ့ဒါရိုက်တာဖြစ်ချင်တယ်ဆိုပြီးတော့ ထုတ်ပြောလိုက်ပါတော့တယ်။ဒါပေမဲ့သူဖားခင်ကတော့ဒေါသတကြီးနဲ့စူပူကျိမ်းပေါင်းကအင်ဂျင်နီယာចောင်းပြီးအောင်တက်ဖို့နဲ့ရုပ်ရှင်ចောင်းနောက်ဘတော်မှမပြောမိစေနဲ့လို့ပါကျိမ်းပေါင်းလိုက်တော့တာပါ။ဒီကမှာဒွန်လဲရုပ်ရှင်ကိုလူမသိသူမသိရိုက်ကူးရဖို့အတွက်ဖြစ်လာပြီးသူရဲ့ကောလိပ်ကျောင်းကပညာရေးစနစ်ခြုံရင်းချက်တွေကိုရိုက်ကူးဖို့စီစဉ်ထားပါလေ။ကင်မရာမန်ကိုကျောင်းဆရာဖြစ်တဲ့ဝစ်စင်စီကခေါ်လာခဲ့ပြီးတော့တိတ်တဆိတ်ခိုးရိုက်စီကသူကိုယ်တိုင်ကတော့တယုတ်ဆောင်လုပ်ပြီး အနီးနားကလူတွေကိုဇလန်းတိုင်းပါအောင်ဆွဲခေါ်ပါတော့တယ်။တပတ်ကဆရာဘူမီကလည်းចောင်းသားတွေအားလုံးကိုစီကံချက်တွေလိုက်နာစရာမလိုတော့ကြောင်းပြောခဲ့ပေမဲ့ဒုံကိုတော့အရင်စီကံဟောင်းတွေတိုင်းလိုက်နာရမယ်လို့အမိန့်ထုတ်လိုက်ပါတယ်။ဆရာအားလုံးကိုလည်းဒုံကိုအချိန်ပြည့်စောင့်ကြည့်နေဖို့နဲ့စီကံတကူချိုးဖောက်မိတာနဲ့ចောင်းကထုတ်ပြစ်မယ်လို့ပြောထားတာပါ။အဲဒီနေ့ကစပြီးတော့ဆရာတွေအားလုံးကသူ့ကိုဝိုင်းပြီးအနိုင်ကျင့်တာကိုခံစားခဲ့ရပြီး နောက်ဆုံးမှာသူလဲလက်တုံပြန်ဖို့ဆုံးဖြတ်လိုက်ပါလေဒီတစ်ခါမှာတော့သူကចောင်းသားထုကြီးအားလုံးကိုစာရီအလွန်ကျွန်စူးစမ်းကြဖို့ပြောခဲ့ပြီးအဲ့ဒီနေ့ကစားလို့ចောင်းသားအားလုံးဟာ အသေးအတန်စာစူးစမ်းကြပါတော့တယ်စာတင်ချိန်ပြီးရင်လဲဆရာခန်းကိုလိုက်သွားကနားမလဲတဲ့စာရီအပြိုင်ဆိုင်မေးမြန်းကြပြီးဆရာရီလဲဖြေမနိုင်တော့ပဲပြေးကြပါတော့တယ်ဒါပေမဲ့ဘဲကိုပြေးပြေးចောင်းသားတွေကနောက်ကလိုက်နေခဲ့ပြီးတော့ ညအချိန်မှာလဲတယောက်ပြီးတယောက်ဖုန်းဆက်ပြီးတော့စာရီမေးကြပြန်တာကြောင့်ဆရာတွေလဲကောင်းကောင်းမအိတ်ကြတော့ပါဘူးရပ်ပိုင်းကြမှာတော့ဆရာအပေါင်းတို့ဟာဘူမီစီကိုသွားပြီးတော့ကျောင်းသားတွေစာရန်စူးစမ်းလို့လို့မခံစားနိုင်တော့ဘူးလို့ပြောပါတော့တယ်ဘူမီလဲဓာရီအားလုံးဟာဒွန်ရဲ့လက်ချက်ပဲဆိုတာကိုချက်ချင်းရိပ်မိလိုက်ပါတယ်ဒါပေမဲ့ဒွန်ဒီလိုလုံနေတာဟာအကြောင်းတစ်ခုရှိရမယ်လို့ထင်ထားပြီးစုံစမ်းဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်တာပါ တရက်မှာတော့ဒွန်တယောက်အိမ်မှာဗီဒီယိုတီးပြနေစင်မှာဖခင်ဟာအယူတယောက်ကိုအိမ်ခေါ်လာခဲ့ပြီးအစားအသောက်ကောင်းနေကြွေးမွေးနေပါလေဒါပေမဲ့စိတ်ကောင်းစေနာနဲ့ကြွေးခဲ့တာတော့မဟုတ်ပဲအယူရဲ့ဘဝအကြောင်းကိုမေးမြန်းကဒွန်ကိုပညာပြဖို့ခေါ်လာခဲ့တာပါအယူအဒါရိုက်တာဖြစ်ခဲ့ပြီးနောက်ဆုံးမှာတော့အောင်မြင်မှုမရခဲ့ဘဲနဲ့ယူပြီးတော့ဘဝပြတ်ခဲ့ရတဲ့အထိဖြစ်ခဲ့ရတာပဲဖြစ်ပါလေ။ဒွန်ရဲ့အိမ်မက်ကိုအစိမ့်လိုက်ရိုက်ချိုးပစ်တဲ့ဖခင်ရဲ့လောက်ရက်ကသူ့ကိုလွန်စွာပဲယဉ်နာစေခဲ့ပါတော့တယ်။ ဒါပေမဲ့နာကျင်မှုတွေကိုတွန်းအားဖြင့်ပြောင်းလဲကအောင်မြင်တဲ့ဒါရိုက်တာဖြစ်တဲ့အထိစူးစမ်းပြီးဖခင်ရှေ့မှာရင်ကော့ပြဖို့အတွက်ဆုံးဖြတ်ထားခဲ့ပါလေ။ရိုက်ကူးရေးဘက်ကိုအောင်ဆိုင်လွန်သွားတဲ့အခါပညာရေးဘက်မှာလေဟင်းမှုတွေရှိလာခဲ့ရပြီးအန်ကူးကိုယ်တိုင်သူ့ကိုသတိပေးစကားပြောရပါတော့တယ်။အန်ကူးကိုယ်တိုင်လည်းအောင်မြင်တဲ့ဒါရိုက်တာဖြစ်လာဖို့ဆိုတာမလွယ်ကူကြောင်းပြောခဲ့ပြီးသူမအဲ့ဒီစကားကိုစိုးရိမ်မှုနဲ့ပြောတာဖြစ်ပေမဲ့ဒုံအပေါ်မှာယုံကြည်မှုမရှိတဲ့သဘောနဲ့တက်ရောက်နေတာပါ။ ဒါကြောင့်အားငယ်စိတ်တဝက်နဲ့တွန်းဟာအန်ကူးကိုပါစိတ်ဆိုးပြီးတော့ထွက်သွားခဲ့ပါတော့တယ်။တပတ်ကဘူမီကတော့ဒွန်ဘက်ကအလွန်ကျွန်စာတင်ပြီးတော့ထိုးနှက်လာခဲ့တာကြောင့်သူတို့ဆီယာရီဘက်ကလည်းအလွန်ကျွန်တင်ကြားပေးခြင်းနဲ့ပြန်တုံ့ပြန်မှုဆုံးဖြတ်လိုက်ပါတယ်။ចောင်းသားတွေကိုမနက်6နာရီခန့်ကចောင်းတက်စီကည10နာရီမှចောင်းစင်ပေးပြီးနေ့စဉ်နေ့တိုင်းလဲစာမေးပွဲစစ်မယ်လို့ဆိုလိုက်ပါတယ်။ဒါပေမဲ့ဒွန်ကဒီအကွက်ကိုကြုံမြင်ထားပြီးတော့ ဘူမီရဲ့လုပ်ငန်းစဉ်မစတင်ခင်မှာကျောင်းသားမိဘတွေအားလုံးကိုဒီကောလိပ်ကကျောင်းဆရာတွေအားလုံးဟာကျောင်းသားတွေကို နားလည်အောင် ရှင်းပြနိုင်စွမ်းမရှိကြောင်းသတင်းပေးပို့ထားတာဖြစ်ပါလေ။ကျောင်းသားတွေစာမေးပွဲကြတဲ့အကြောင်းကလည်းဆရာတွေနားလည်အောင်ရှင်းမပြတတ်လို့ဆိုပြီးတော့ပြောထားတာပါ။ဒီခါမှာဘူမီကတခြားចောင်းသားတွေကနားလေပြီးစာမေးပွဲကြတဲ့ចောင်းသားတွေကနားမလဲဘူးဆိုတာကတော့သူတို့ညံ့လို့ပဲဆိုပြီးတော့ပြန်ပြောပါလိမ့်။ဒီခါမှာចောင်းသားမိဘတွေက ။ចောင်းသားတိုင်းကအခါကျင်းငွေပေးကြပြီးဆရာတိုင်းကလည်းအဲ့ဒီငွေတွေကနေចောင်းလာကရရှိကြတယ်။ဒါကြောင့်ចောင်းသားအယောက်စီတိုင်းကိုနားလည်အောင်ရှင်းပြဖို့တာဝန်ရှိတယ်ဆိုပြီးတော့ပြန်ပြောကြပါတော့တယ်။ဒီခါမှာဘူမီလဲဘာတခေါ်မှပြန်မပြောနိုင်တော့ပဲပါဇက်ပိတ်သွားရပါတော့တယ်။ဒုံကတော့ဒါတွေအားလုံးကိုအောင်းနိုင်သူကြီးတအုပ်လို့ရတာခံပြီးတော့ကြည်နေခဲ့တာပါ။ကျောင်းသားမိဘတွေကတော့သူတို့ရဲ့သားသမီးတွေကိုဒီထက်ရည်ချင်းရှိတဲ့ဆရာတွေနဲ့တင် जा ပေးဖို့တောင်းဆိုခဲ့ကြပြီ ဒွန်ကလည်းဥက္ကရာကြီးကိုဒီကဆရာတွေကိုအရေးချင်းစစ်ဆေးတဲ့စာမေးပွဲပြုလုပ်ဖို့အကြံပေးလိုက်ပါတော့တယ်။ဥက္ကရာကြီးကလည်းဆရာတွေအရေးချင်းပို့ရှိရင် သူ့ကြောင်းပို့ပြီးတော့နာမည်ကြီးလာမှာကြောင့်အဲ့ဒီအကြံကိုလက်ခံလိုက်ပါလိမ့်။အဲ့ဒီနောက်စာမေးပွဲအောင်တဲ့ဆရာတွေကိုကျောင်းလာက တိုးပေးမှာဖြစ်ပြီးစာမေးပွဲမအောင်ရင်တော့ဆရာအဖြစ်ကနေထုတ်ပယ်ပြစ်မယ်လို့ညွှန်ကြားလိုက်ပါတော့တယ်။နောက်တွေကဆားလို့ဆရာတွေဟာစာမေးပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေကြတာ ဒုံနဲ့တငယ်ချင်းတွေကတော့ဆရာနေရာကနေပြီးစီကန်းတွေတင်းကျပ်ကြပါလေ။ဇာမေးပွဲနေ့မှာလည်းသူတို့ကိုဆရာတွေဆက်ဆံခဲ့သလိုအားလုံးကိုတင်းတင်းကျပ်ကျပ်ဂိုင်းတွေခဲ့သလိုအချိန်ပြည့်ပြီဆိုတာနဲ့အဖြေလွှာတွေကိုချက်ချင်းသိမ့်ယူပြပါလေ။ဆရာတွေဟာကောင်းကောင်းကြီးကိုဝစ်လေကြတော့တာပါပဲ။ဒီကြားထဲမှာလည်းဒွန်ဟာအန်ကူးကို လုံးဝစကားမပြောဘဲစိတ်ကောက်နေစေပါ။ညာဘက်မှာတော့အန်ကူးဟာသူ့ကိုတခန်းတနာနဲ့ထပ်မံတောင်းပန်တော့မှပဲ တို့နှစ်ဦးလည်းပြန်လဲပြေးလဲသွားကြပြီးတော့တရားဝင်ချစ်သူတွေအဖြစ်ကိုရောက်ရှိသွားကြပါတော့တယ်။တရားမှာတော့ဒွန်ရဲ့ကင်မရာကိုလူမိုက်တယောက်ကလူယူသွားခဲ့ကြောင်းသိလိုက်ရပြီးဒွန်လည်းချက်ချင်းလိုက်သွားကအဲ့ဒီလူမိုက်တွေနဲ့တကူတော့ပွဲချမ်းနေခဲ့ပြီးတော့တိမ်မကြခင်မှာတော့ကတ်လို့ပြောလိုက်တဲ့ဘူမီရဲ့အတန်ကိုကြားလိုက်ရပါတော့တယ်။ဘူမီကသူ့ကောလိပ်ကျောင်းထဲမှာရုပ်ရှင်ခိုးရိုက်နေတာကိုတီးသွားခဲ့တာပဲဖြစ်ပြီးဒွန်ကိုဒီနေရာရောက်အောင်လှည့်စားခေါ်လိုက်ပြီးတော့ ရန်ဖြစ်နေတဲ့ပုံတွေကိုရိုက်ကူးထားလိုက်တာပါပြီးတော့ဒွန်ရဲ့ဖခင်ကိုသွားပြမှာဖြစ်ပြီးသူဖခင်ဒီကြောင်းသိသွားရင်ဒွန်အတွက်တော့အားလုံးပွေသိမ့်သွားပြီပဲဖြစ်ပါတယ်ညှော်ရင်းချက်တွေကင်းမဲ့သွားတဲ့ဒွန်ဟာသူ့ရဲ့ခါးကြားတွေကတနတ်ကိုဆွဲထုတ်လိုက်ပြီးမိเจ้าကိုပြစ်ခွဲပြလိုက်တာကြောင့်တနတ်အစ်စ်ဆိုတာအားလုံးသိသွားကြပါလိမ့်အဲဒီနောက်ဘူမီကိုပြစ်တတ်ဖို့ချိန်ရွယ်လိုက်ပြီးတော့သူ့ကိုအမျိုးမျိုးတောင်းပန်ပေမဲ့ဒွန်ကလုံးဝနားမဝင်တော့ပါဘူး တနတ်မောင်းကိုဆွဲချလိုက်တဲ့အချိန်မှာပဲတငယ်ချင်းဖြစ်သူကဝင်ဆွဲလိုက်ပြီးသူ့ကိုပဲတနတ်မှန်သွားပါတော့တယ်တငယ်ချင်းဖြစ်သူတွေးရတဲ့မှာလဲကြသွားတာကိုမြင်ရတဲ့အခါဒွန်လဲသတိလက်လွတ်ဖြစ်သွားခဲ့ပြီးဘူမီကိုပစ်ချလိုက်ပြန်ပါတယ်တနတ်တန်ကျဲလောင်စွာနဲ့ထွက်ပေါ်လာခဲ့ပြီမဲ့ဘသူမှဘာမှမဖြစ်ခဲ့ကြပါဘူးအမှန်တော့ဒါဟာလဲသူ့ရဲ့ရုပ်ရှင်အတွက်ဇက်ဝင်ကန်ရိုက်ကူးဖို့ကြိုတင်ပြင်ဆင်ထားတာပဲဖြစ်ပြီးတငယ်ချင်းတွေအားလုံးလဲဝိုင်းပြီးတော့တေးဥဆောင်ခဲ့ကြတာပါ ဒါမဲ့ခဏကြာမှာတော့ပြဿနာကတက်ဖြစ်အောင်တက်ခဲ့ပါတော့တယ်။သူဟာဘူမီကိုခြောက်ပြီးတော့တနတ်ထိုးချိန်လိုက်ရာကဘူမီဟာအလံတကြားဖြစ်ပြီးတော့ခြေချော်လဲကြပြီးအုပ်ပေါင်းနဲ့ဥကောင်ပြင်းထန်စွာစောင့်မိပါတော့တယ်။အားလုံးပဲအ мян ဆေးုံကိုလိုက်ပို့ခဲ့ကြပြီးတော့ခဏကြာမှာတော့ဆရာဝန်ကစိုးရင်ဆရာမရှိကြောင်းနဲ့တရားနည်းရဆိုရင်ဆေးရုံကနေဆင်းလို့ရပြီဖြစ်တဲ့ကြောင်းပြောခဲ့ပါတယ်။ဒါမဲ့ဒီပြဿနာတွေကြောင့်ဒွန်ကောလိပ်တွင်းမှာရုပ်ရှင်ခိုးရိုက်နေကြောင်းကိုဩဂရာကြီးကသိသွားခဲ့ပြီး သူတို့ကျောင်းရဲ့ပညာရေးချုပ်ရင်းချက်ကိုရိုက်ကူးတာလည်းဖြစ်တာကြောင့်လုံးဝမကျေနပ်ခဲ့ပါဘူး။သူကောင်းထဲမှာတော့ပညာရေးချုပ်ရင်းချက်ရှိရင်ပြင်မယ်လို့မရှိပဲဒီလုံးရဲ့ကြောင့်ကျောင်းသိခါကြရတယ်လို့ဆိုကဒုံကိုကျောင်းထုတ်ပစ်လိုက်ပါတော့တယ်။ဒုံရဲ့ဖားကလည်းသူရုပ်ရှင်ခိုးရိုက်ကျောင်းကိုတီသွားတာပဲဖြစ်ပြီးသူ့ရဲ့ laptop နဲ့ရိုက်ကူးထားတဲ့ခွေတွေအားလုံးကိုပါမိရှို့ပစ်လိုက်တာပါ။နောက်ဆုံးမှာတော့သူခက်ခဲစွာစူးစမ်းရိုက်ကူးထားသမျှဟာဖခင်လက်ချက်နဲ့ပြဖြစ်သွားခဲ့တာပါပဲ။ ဒွန်နဲ့သီးမခံနိုင်တော့ပဲတသက်လုံးမျိုးသိပ်ထားခဲ့ရတဲ့ဖခင်ပေါ်မကြေနပ်ချက်တွေကိုထုတ်ပြောပါတော့တယ်။သူ့ကိုဖိအားပေးပြီးတော့စာကြိုးစားခိုင်းတာတွေစာမေးပွဲကြလို့ခေါင်းရိပ်ပစ်တာတွေတားပြစ်သူထက်စပိန်ကိုပို့ပြီးတော့စိတ်ပူခဲ့တာတွေနောက်ဆုံးအယူကိုအိမ်ခေါ်ကသူ့ရဲ့စိတ်ကူးရင်အိမ်မက်ကိုရိုက်ချိုးပစ်ခဲ့တာတွေအားလုံးကိုရင်ဖွင့်တော့တာပါ။အဲဒီနောက်အဖေကလူမဆန်တဲ့အဖေတယောက်ပဲလို့နောက်ဆုံးပြောကအိမ်ပေါ်ကနေဆင်းသွားပါတော့တယ်။ အရင်နောက်မှာတော့ဒွန်ဟာသူ့ရဲ့ဇလန်းကိုရိုက်ကူးဖို့ထပ်မံစူးစမ်းပြန်ပြီးအရင်နီးထုတ်ပေးမဲ့သူတအူးကိုလိုက်ရှာဖွေနေခဲ့ပါလေ။ဒါပေမဲ့သူ့လိုမျိုးဝါသနာရှင်အဆင့်ကိုဘယ်သူမှယင်းနီးမှုမလုပ်ရဲကြတာကြောင့်စိတ်ဓာတ်တွေကျလာမိပေမဲ့အန်ကူရဲ့ဖေးမှမှုတွေကြောင့်ပဲခွန်အားတွေပြန်ဖြစ်လာရပါလေ။နောက်ဆုံးမှာတော့သူ့အတွက်လိုအပ်တဲ့ယင်းနီးကိုဖခင်ဖြစ်သူကပဲရှာပေးကာသူမိခင်ကနေတဆင့်လာပေးစီခဲ့ပါလေ။သူမိခင်က တကယ်တော့ဖခင်ဟာဒွန်ကိုအရန်ချစ်တာဖြစ်ကြောင်းနဲ့သူမသိအောင်နောက်ွယ်မှာအမြဲစိုးရိမ်ပူပန်နေခဲ့ကြောင်းတွေပြောပြပါတယ်။သူမသိတဲ့အချိန်တွေမှာเจ้าမသားကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်လို့လိုအပ်တဲ့เจ้าစိတ်တွေကိုလည်းရှာဖွေချီးငားကအလုတ်ပင်ပန်းစွာလှုပ်ပြီးတော့ပြန်ဆက်ရပေမဲ့တခါမှမငင်းညူခဲ့ဘူးပါဘူး။သူရဲ့အချိန်မှာကြမ်းတမ်းစွာနေပြပြီးစည်းကမ်းတွေ တင်းကျပ်ရတာဟာတကယ်တော့ဒွန်းကိုကောင်းစားစေခြင်းနဲ့စိတ်ရင်းခံတစ်ခုတည်းကြောင့်ပဲဖြစ်ပါလေ။ အိမ်မော်ကဆင်းလာစဉ်ကလည်းသူ့ရဲ့လူမဆန်တဲ့အဖေဆိုတဲ့ဇကားကိုလည်းလုံးဝစိတ်မဆိုးခဲ့ပါဘူး။ဖခင်ရဲ့အမြင်မှာတော့ဒွန်းဟာမတိနားမလဲတဲ့ကလေးငယ်လေးတယောက်လိုဖြစ်နေတာကြောင့်ပါပဲ။မိခင်ရဲ့ဇကားတွေကြောင့်ဒွန်းလည်းဖခင်ပေါ်နားလည်နိုင်ခဲ့ပြီးတောင်းမှန်ဇကားပြောဖို့အတွက်ပြန်လာခဲ့ပေမဲ့တောင်းမှန်ခွင့်မရှိတော့ပါဘူး။သူဖခင်ကတေဆုံးသွားခဲ့ပြီးဖြစ်ပြီးတော့ဖခင်ရဲ့ခြေပေါ်ဟာအလုတ်ကျန်းဒဏ်တွေကြောင့်အက်ကွဲနေတာကိုမြင်ရချိန်မှာတော့ ဂျုံဟာလုံးဝစောက်တီရမရနိုင်တဲ့အထိဝန်းနေခဲ့ရပါလိမ့်။ဖခင်ရဲ့အဲ့ဒီအကွဲနေတဲ့ခြေပွားကိုဖတ်ပြီးရှိုက်ကြီးတငယ်ငိုကြွေးနေမိပါတော့တယ်။နာယီပြီးဆုံးတဲ့ခါမှာတော့ဖခင်ဖြစ်သူပေးခဲ့တဲ့ငွေတွေအလကားမဖြစ်เสียဘူးလို့ဆိုကသူ့ရဲ့ရိုက်ကူးမှုတွေကိုစူးစမ်းလောက်ကင်နေခဲ့ပြီးသူရိုက်ကူးတဲ့ဇလန်းကတော့သူ့ဖခင်ရဲ့ထုံမပြတဲ့အချစ်တွေအကြောင်းပဲဖြစ်ပါလိမ့်။အန်ကူကိုယ်တိုင်လဲလိုအပ်တဲ့အခန်းမှာကုညီတယုတ်ဆောင်ပေးတယ်လို့ သူမရဲ့အိမ်ကိုလည်းရိုက်ကူးမှုအတွက်အသုံးပြုစေပါလိမ့်။ဆရာဘူမီလည်းစေယုံကနေဆင်းလာခဲ့ပြီးဒွန်ဟာဒါရိုက်တာဖြစ်ဖို့အတွက်စိတ်အားထက်သန်နေတာကိုမြင်တဲ့အခါသူနဲ့ခေါ်ယူတွေ့ဆုံခဲ့ပါလိမ့်။ပြီးတော့သူ့ကိုကောလိပ်တွင်းမှာရုပ်ရှင်ရိုက်ခွင့်ပြုကြောင်းနဲ့ဩဃရာကြီးကိုလည်းဒွန်ကိုကြောင်းမထုတ်ဖို့ပြောပြထားကြောင်းတွေသိလိုက်ရပါလိမ့်။စာမေးပွဲကိုလည်းရိုက်ကူးမှုတွေပြီးဆုံးမှလာဖြေနိုင်တယ်လို့ခွင့်ပြုပေးခဲ့သေးတာပါ။ ဒီလိုနဲ့သူ့ရဲ့ရိုက်ကူးမှုတွေပြီးဆုံးသွားခဲ့ပြီးပြိုင်ပွဲဝင်ခဲ့ရမှာတော့ပထမဆုံးနဲ့အနိုင်ရခဲ့ကဒွန်ဟာသူ့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ဒါရိုက်တာကြီးတစ်ယောက်ဖြစ်သွားပါတော့တယ်။ဇလန်းစားမှာမြင်ခဲ့ရတဲ့ဒွန်ဟာမိုးလင်းတော့သူ့ရဲ့ကားဟာပွေနေတဲ့ပင်ခန်းနာရှိကိုစိုက်ရောက်နေခဲ့ပါလေ။သူ့ရဲ့ရိုက်ကူးမှုလုပ်ငန်းတွေပြီးစီးချိန်မှာစာမေးပွဲပြန်ဖြေခဲ့ပြီးဒီနေ့မှာပွဲယူနိုင်မှုအတွက်ရောက်လာခဲ့ရတာပဲဖြစ်ပါလေ။ ။ဘွဲကိုလက်ခံပြီးတဲ့နောက်မှာတင်းကျပ်တဲ့စည်းကမ်းတွေနဲ့တံမာတဲ့လူတယောက်ဖြစ်အောင်တွန်းအားပေးခဲ့တဲ့ဆရာဘူမီကိုဂျေဇူးတင်ကြောင်းပြောခဲ့ပါတယ်။ပြီးတော့ဒီအချိန်မှာဂျေဇူးအတင်အားဆုံးနဲ့သူ့ရဲ့အောင်မြင်မှုတွေကို အမြင်စေခြင်းဆုံးသူကတော့တွေ့ခွင့်မရှိတော့တဲ့သူ့ရဲ့ဖခင်ပဲဖြစ်ပါတော့တယ်။ဖီအားတွေတင်းကျပ်တဲ့ထိန်းချုပ်မှုတွေနဲ့ကြမ်းတမ်းစွာဆုံးမခြင်းတွေဟာဘယ်သူမှအလိုမရှိတဲ့အရာတွေပါ။ ါပေမဲ့တစ်ဖက်ကကြည့်ရင်တော့အဲ့ဒီအရာတွေကအောင်မြင်မှုကိုရောက်ဖို့တွန်းအားပေးနိုင်တဲ့စွမ်းအားလည်းရှိနေပါလေ။ဒါပေမဲ့တတိထားမှာကစီကန်းတွေတင်းကျပ်လွန်သွားခဲ့ရင်တော့ကောင်းကျိုးထက်ဆိုးကျိုးကပိုများနိုင်တာပဲဖြစ်ပါလေ။ဇုံးနေအားပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုဂျေဆုတူပဲတင်ရှိပါကြောင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးတွေကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။